အားလုံးပဲမင်္ဂလာပါဒီနေ့တင်ခန်းစာမှာတော့မြက်ခုံမြက်တောင်ရင်းနှီးကိုပညာဒါနအနေနဲ့မျှဝေပြီးမှဖြစ်ပါတယ်။မှုရင်းမြင်ဖြစ်တာမို့လို့ဒီလိုဖြစ်ပျက်ကြီးဒုံကြီးကြီးတွားလို့မရဘူးအဖေဖို့တောင်းပြီးတော့တဘာဝကြနေအောင်ရေးတက်ရမယ်။တိတ်ဆန့်မှုရင်းတွေကိုရေးရင်လည်းဒီလိုပဲနော်အဖေဖို့တောင်းပြီးတော့ရေးရတာပါ။ဒီအစွန်ဘက်ကအမြင်လေးဖြစ်နေရမယ်။ ီလိုမျိုးပြပြချီဖြစ်နေမှားတယ်နော်ဒါဆိုမျက်တောင်ကိုဆွဲကြည့်ကြမယ်ဒီလိုမျိုးအဖေဖို့ကိုတုံးပြီးတော့နှက်မြင်တုံးမြင်ဆွဲပါထိတ်မှာသွားဆူနေရမယ်နော်ကွကွေးလေးဆွဲပါသူ့ရဲ့ direction အတိုင်းဆွဲပါအပေါ်မျက်တောင်ကအောက်ကနေအ ပေါ်ဘက်ကိုဖော့သွားရမယ်အောက်မြတ်တောင်ဆိုရင်အပေါ်ဘက်ကနေအောက်ကို ဖော့သွားရမယ်တဆူတဆူစီဆွဲသွားပါဒါမှတဘာဝကြမယ်ကွီကွီလေးဆွဲရမယ်နော်ဖြောက်ဖြောက်တတောက်ကြီးဖြစ်မနေရပါဘူးနှစ်မြင့်သုံးမြင့်လေးပြီးပူပြီးတော့ထိပ်ပတ်မှာချွတ်ချွန်လေးဖြစ်နေရမယ် ီလိုဟာနေရဲ့ကြားတွေထဲမှာအမြင်အနုလေးတွေလိုက်ဆွဲထဲတာအောက်ဘက်မှာလည်းဒီလိုပဲเนาะအောက်ဘက်နဲ့တောင်ကအပေါ်ဘက်နဲ့တောင်ထက်ပိုပြီးတော့တူတယ်ပါလေပါတယ်ဒါကြောင့်သူ့ရဲ့ direction လေးအတိုင်းဖီအဖို့ကိုတောင်းပြီးတော့တူတူလေးရေးပါအတူလေးတွေစုသွားရမယ်။နှစ်ပင်သုံးပင်စုပြီးတော့ခြုံသွားရယ်နော်။ နောက်တစ်ခါပြန်ဆွဲကြည့်ကြမယ်နော်မြတ်တောင်ပုံတွေရှာပြီးတော့မြများလေ့ကျင့်ပါလူပုံတွေဆွဲမှဆိုတော့လူမျက်နှာစိတ်ပိုင်းတွေက အကုန်လိုက်ပြီးတော့လေ့ကျင့်ရမယ်ဒါမှလူပုံတွေ portrait တွေဆွဲရင်တဘောတရားတွေနားလည်နေပြီးတော့မှလွယ်လွယ်ကူနဲ့ဆွဲနိုင်မယ်မြတ်ခုံတွေမြတ်တောင်တွေကပုံတည်မရှိပါဘူးလူတယောက်နဲ့တယောက်ကမတူနိုင်ဘူး အမျိုးမျိုးပြောင်းလဲရင်ပုံတီတော့မှတ်ထားနေပေါ့ဒါပေမဲ့မွေးမြင်တဲ့တူအောင်တော့အီအီလေးဖြစ်အောင်အဖိဖို့တော့မျိုးရေးတတ်ရမယ်နော်ဒါဆိုနောက်ထပ်မျက်ခုံးကိုဆွဲကြပါမယ်ဒီမှာဆွဲပြတာလေးလိုက်ကြည့်ပါမျက်ခုံးမွေးရဲ့ပုံစံလေးအနေထားလေးနော် ဒီဘက်သားကိုဆွဲရင်မွေးမြင့်လေးတွေကိုတစ်ထောင်လေးဆွဲရတယ်။အလယ်မှာကအလယ်အလိုက်တတန်လေးတွားရတယ်။ဒီဘက်ပေးကိုဆွဲရင်တော့အောက်အောက်ဘက်ကိုဆင်းသွားတယ်။အနေအထားလေးအတိုင်းဆွဲရတယ်နော်။ဒီမှာမြားလေးပြထားတဲ့အတိုင်းလိုက်ဆွဲကြည့်ကြမယ်။အရင်ဆုံးအမွေးမြင့်တစ်ထောင်လေးတွေကဆစိတ်ဆွဲမယ်။အလယ်ရောက်ရင်လှဲချပြီးတော့အလယ်အလိုက်လေးဆွဲမယ်။ ဖြဖြာပြီးတော့မဟုတ်ဘောเนาะကခုံလေးဆွဲပါနောက်ဆုံးမှာမြာဦးအတိုင်းအောက်ဘက်ဆင်သွားရဲ့အနေထားလေးဆွဲရပါတယ်အဖေဖို့နဲ့ဆွဲပါဒုံဒီဆွဲရင်တဘာဝမကြအောင်เนาะနောက်ထပ်သူ့ရဲ့ဘဲဘက်မျက်ကုံကိုဆွဲကြည့်ကြပါမယ်เนาะခနာကလိုပဲမြားဦးအတိုင်းဆွဲကြမယ်ဒီဘက်ခြံကထောင်းထားတဲ့မှုလေးတွေကိုအဖိဖို့တုံးပြီးရောရေးပါ ညာတန်တွေကတော့ဘယ်ဘက်မျက်ခုံရေးနည်းနည်းတော့ခတ်မယ်နော်ညချင်းများရင်လွယ်သွားပါမယ်အလယ်နာရောက်ရင်မြားလေးအတိုင်းခုံခုံလေးရေးပါမယ်ပြီးရင်အောက်ဆုံးမှာအောက်ဘက်ကိုဆိုက်သွားရင်အနေထားတိုင်းအဖိဖို့ကိုတုံးပြီးတော့ရေးပါမယ်ဒါဆိုရင်တော့မျက်ခုံမျက်တောင်ရေးနေလေပြီးပြီနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်